နန်းစုကိုချစ်ရေးဆိုလိုက်တဲ့လွမ်းပိုင်အခုလက်တလုံးမှာပဲလွမ်းပိုင်ကနေသူချစ်ရတဲ့ပရိသတ်တွေအတွက်ချစ်ရေးဆိုဆိုတဲ့တချင်ကိုထုတ်ပေးလာခဲ့ပါတယ်။တချင်လေးကတော့တယောက်ယောက်ကိုချစ်ကြိုက်လို့ချစ်ရေးဆိုတဲ့အကြောင်းကိုတီကုံရေးဖွဲ့ထားတာဖြစ်ပါတယ်။တချင်ဗီဒီယိုမှာဆိုရင်မင်းသားနေရာမှာလွမ်းပိုင်ကိုယ်တိုင်ပါဝင်တရုပ်ဆောင်ထားပြီးမင်းသမီးနေရာမှာတော့နန်းစုရဲ့ဒီဆိုကပါဝင်တရုပ်ဆောင်ထားတာဖြစ်ပါတယ်။ တချီဗီဒီယိုကိုလည်းဇလန်းသွားလေးပုံဖော်ထားတာကြောင့်ပရိသတ်တွေအလွန်အမင်းချိုက်နှစ်တက်ကြတာပဲဖြစ်ပါတယ်။ဒါပေမဲ့မေကုန်းထုတ်စရာတော့ရှိပါတယ်။တချင်းမှာပါတဲ့နန်းစုရဲ့ဒီဆိုရဲ့လယ်ဆွဲမှာပါတဲ့ H ကလွှမ်းပိုင်လားဆိုတာကိုပရိသတ်တွေကသူ့လောသူ့လောနဲ့ထင်နေကြပါတယ်။ဒီတော့လွှမ်းပိုင်အနေနဲ့နန်းစုရဲ့ဒီဆိုကိုတကယ်ပဲတချင်းနမယ်အတိုင်းခြေရေးဆိုလိုက်လေသလား။ဒါမှမဟုတ်စီးပွားရေးအရာပဲတယုတ်ဆောင်နေတာလားဆိုတာပါပဲ။ ပရိသတ်ကြီးတို့ရောဘယ်လိုထင်လဲဆိုတာကို comment မှာမှတ်ခဲ့ကြပြီးပြောပြခဲ့ကြပါအောင်နော်။